သမီးရဲ့ဖုန်းဝင်နေစဲမို့အသက်ရှင်နေစဲလို့ယုံကြည်နေတဲ့အဲအိန္ဒိယလေယင်မဲရဲ့မိခင်ရိတ်တရားလုံးမဲမင်္ဂလာပါရှင်ရန်ကုန်အင်တာတိန်းမန့်ချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဇွန်လ၁၂ရက်နေ့ဇာတာပရီနေ့ကအိန္ဒိယနိုင်ငံအမတာဘတ်မြို့ကနေလန်ဒန်ကိုဥတည်ပြန်တက်လာတဲ့အဲအိန္ဒိယလေယင်ကပြန်တက်ပြီးမှကြာခင်မှာပဲလူနေရက်ွက်ပေါ်ကိုထိုးချပျက်စီးခဲ့ပါရယ်ဒီကြေကွက်ွက်ရပြည့်ရက်မှာလေယင်ပေါ်လိုက်ပါလာတဲ့ခီးတယ်တွေနဲ့ အမှုတန်းစုစုပေါင်း242ဦးမှ243ဦးအထိအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါကတကယ်ကိုကြေကွဲဝန်းနေဝင်ရတဲ့တင်းတပုတ်ဖြစ်ပေမဲ့အဲ့ဒီနောက်ွယ်မှာကာယကရှင်မီတာစုဝင်နေတဲ့အပုံမီတော့ကတွေကပုံပြီးတော့ဇိုးဝနေခဲ့ပါတယ်။ဒီလိုဆိုရတဲ့လင်းပြစ်ကြောင့်ပေါ်ကြတဲ့ကနေပြီးတိန်နိုင်ငံသားအမျိုးသားတအူးတဲ့ကတာအံ့ပွင့်နည်းနဲ့အသက်ရှင်ကျင်းခဲ့ပါတယ်။အင်ပလန့်ကြီးမားတဲ့ဆုံးရှုံးမှုကြီးမှာအသက်20အရွယ် လီမလစ်ရှာမားရဲ့ဇနစ်ပွင့်ရဇလန်းကလည်းလူတိုင်းကိုဝမ်းနဲ့ကြေကွဲပွဲဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်ကျန်ရစ်သူမိခင်ကြီးကသူ့ရဲ့သမီးလေးအသက်ရှင်လျက်ရှိသေးကြောင်းပြောဆိုနေတဲ့ပုံရိပ်တွေကထပ်တူဝမ်းနဲ့ခံစားစေခဲ့ရတာပါ။လန်ဒန်ကိုထွက်ခွာမဲ့ခီးစင်မစားလိုက်ခဲ့မှာပဲသူမရဲ့ဝမ်းကွဲမောင်နှမတဦးစီကိုငါလန်ဒန်ကိုမြင်းနှစ်ပတ်အတွင်းသွားတော့မှအခုလရင်ထွက်တော့မယ်။ငါရောခဏလာတော့စကားပြောလို့ရတော့မှာမဟုတ်ဘူးလို့စာပို့ပေးခဲ့ပါသေးတယ်။ ီစာကတော့ရဲ့မျိုးလင်းချက်အပြင်းနဲ့နောက်ဆုံးနှုတ်ဆက်စကားဖြစ်သွားခဲ့တယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။သိမ့်မကြခင်မှာပဲလင်းပြက်ကြပြီဆိုတော့သတင်းချပေးတဲ့နောက်မှာရှာမယမိခင်ကချက်ချင်းပဲတမိရဲ့ဘုံကိုခေါ်ခဲ့ပါတယ်။အာအသင့်ဆရာကောင်းတာကဘုံကဝင်နေခဲ့တာပါပဲ။ဒီတော့မိခင်ကြီးတူအနေနဲ့တမိလေးအသက်ရှင်နေသေးတယ်လို့ညွန်လင်းချက်ကြီးမစွာပေါ်ပေါက်လာခဲ့တာပါ။ဒါပေမဲ့ဝန်တမှုကခဏလေးသာဖြစ်ခဲ့ပါတယ်။တမိလေးရဲ့ဘုံကဝင်တာဝင်နေပေမဲ့ဘယ်သူကမှပြန်မကန်ခဲ့ပါဘူး။ ဒါပေမဲ့ဒုစန္ဒာတကူကလေရင်ကြီးတစ်ခုလုံးပျက်စီးသွားခဲ့တာတောင်မှသူမရဲ့ဘုံကခေါ်ဆိုလို့ရနေစေဆိုတဲ့အဆက်ပဲဖြစ်ပါတယ်။လေရင်ပြတ်ဆက်ခဲ့တာနေ့လယ်ပိုင်းဖြစ်ပေမဲ့ညနေ6:00နာရီလောက်အထိဘုံကိုဇက်တိုက်ခေါ်ခဲ့ကြတယ်လို့ဆောင်းမရဲ့မိခင်ကပြောပြခဲ့ပါတယ်။6:00နာရီနောက်ပိုင်းမှာတော့ဘုံခေါ်တော်ကိုရက်လိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့စစ်သမီးလေးရဲ့ဘုံအာကုံသွားမှဆိုလို့ပါဆိုပြီးဝမ်းနဲ့စွာနဲ့ပြောပြလာခဲ့တာပါ။ အမှန်တကယ်လည်းအခုချိန်ထိရှာမာရဲ့ဖုန်းကခေါ်လို့ရနေစေဖြစ်တယ်လို့အွန်လိုင်းမှာလည်းရှိနေသေးတယ်လို့မီတန်စုဝင်တွေကဆိုပါတယ်။လေကြောင်းလိုင်းနဲ့တာဝန်ရှိသူတွေကတော့လေရင်ပေါ်ကလူအလုံးကြီးပါကွယ်လွန်သွားပြီဆိုတာကလွယ်လို့တခြားပါအချက်လက်မှမီတန်စုကိုအတိအကျအကြောင်းကြားတာဆက်သွယ်တာမျိုးမရှိသေးပါဘူး။ရှာမာရဲ့မိတ်ဆွေတွေကလေရင်ပေါ်ကခီးတယ်နဲ့လေရင်အမှုထမ်းအလုံးကြီးပါကွယ်လွန်သွားပြီလို့ပြောခဲ့ကြပေမဲ့ရှာမရဲ့မိခင်ကတော့သူမသမီးလေးဖုန်းကလာမယ့်အချိန်ကို မျောလင်းတကြီးဆောင်ဆိုင်နေစေဖြစ်ပါတယ်။သူမသမီးလေးရဲ့ဖုန်းဘယ်နေရာမှာရှိနေတာလဲ။ဘာကြောင့်ဖုန်းခေါ်လို့ရနေတာလဲ။ရှာမတကယ်ပဲအသက်ရှင်နိုင်အောင်မလားဆိုတော့မိကုတွေကအပြည့်မရှိပဲမီတာစုကိုချလနေစေပါပဲ။ဒီလရင်ပြည့်စုံမှုရဲ့အဓိကအကြောင်းရင်းကတော့ Blackspot အချက်လက်တွေနဲ့စုံစမ်းစစ်ဆေးနေစေဖြစ်ပြီးအင်ဂျင်ချိုးရင်းမှုသို့မဟုတ်လရင်တောင်ပေါ်မှာပြဿနာတွေဖြစ်နိုင်တယ်လို့ခမတ်ထားကြပါတယ်။ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်ပါစေဒီဖြစ်ရက်ကရှာမရဲ့မိခင်လိုပဲ။ ခြေရသူတွေကိုဆုံးရှုံးခဲ့ရတဲ့မိသားစုတွေအနေနဲ့ဘယ်တော့မှမပြောင်းနိုင်မဲ့ဝမ်းနဲ့ကြေကွဲစရာတစ်ခုဖြစ်နေခဲ့ပါတော့တယ်။လေမယ်လေးရှောင်းမရဲ့ဖုန်းကဘာလို့အခုချိန်ထိခေါ်ဆိုလို့ရနေတာလဲ။သူမကမိခင်စီမျော်လင့်ခဲ့တယ်လို့တကယ်ပဲအသက်ရှင်ချင်ရင်အောင်မယ်လို့ထင်မြင်မိကြသလားဆိုတာပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းကြော်ပြခဲ့ကြပါအောင်နော်။